2025ခုနှစ်အောက်တိုဘာလ15ရက်နေ့တနင်္ဂနွေနေ့သတင်းများအတွက် ။တနေ့တာဟောစရံဖြစ်ပါတယ်။တနင်္ဂနွေသားမိများအတွက်ဒီနေ့မှာဝန်တာဆရာတွေအောင်မြင်မှုတွေဇက်တိုက်ဆိုသလိုတစ်ခုတစ်ခုကောင်းတာတွေကြုံရတတ်တဲ့အစီအပြေအောင်မြင်မယ်နော်။ဝန်တာဆရာတည်င်းတွေလေးကြားရတတ်တဲ့ရွှေရတနာအလကုံအလပြင်ဆိုင်အမှုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလည်းဒီနေ့အတွက်မှာအကျိုးပေးမယ်အထူးအောင်မြင်မယ်အစီအပြေမယ်နော်။ကျမ်းမာရေးအနေနဲ့လည်းကိုယ့်ရဲ့ကိုယ်လက် ရရန်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှာဘဝရောင်နဲ့ရှူဝါရောင်ပဲဖြစ်ပါတယ်ရေဒီယာအနေနဲ့မိမိအရှိဖျားမှာစီမီ9တိုင်းကလူပေးရမှာဖြစ်ပါရဲ့ရှင်2025ခုနှစ်အောက်တိုဘာလ15ရက်နေ့ တနင်္လာသာသမီများအတွက်တနေ့တောင်ဟောစရန်ဖြစ်ပါတယ်တနင်္လာသာသမီများအတွက်ဒီနေ့မှာအလုံးနေရာထိုင်ခင်းများနဲ့ပတ်သက်ပြီးသွားရင်စကားတွေအခြေအနေပြောဆိုရတာစကားများတာပြဿနာတက်တာမျိုးတွေဖြစ်တတ်တယ်သတိထားနော်ဝေရေးချေးတွေကတော့ဝင်တာနည်းနည်းဝင်နေရှိလို့အပေါက်ရှာပြီးတော့ဒီနေ့အတွက်မှာတနင်္လာသာသမီအတွက်ဝေချေးတွေက ထောင်ငွေတွေကတအားကြီးများတယ်နော်အထက်လူကြီးအကြီးအကဲတူတယောက်အတွက်လေကိုကစိတ်ရှုပ်ရတတ်တယ်စိတ်ညစ်ရတတ်တယ်စိတ်တော့ကတူကြုံရတတ်တယ်နော်ကျမ်းမာရေးအနေနဲ့ခေါင်းချမ်းကြိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်ချစ်သူကမိမိကိုအထင်လွဲတာအဆွဆွဲတာမျိုးလေဒီနေ့မှာကြုံရရတတ်တယ်နော်အကျိုးပေးတဲ့ကနန်းကတော့9နဲ့10ဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းက မျိုးမိုင်းသောအကြောင်းနဲ့ခရမ်းကြောင့်ပဲဖြစ်ပါတယ်။ရေရယာအနေနဲ့မိမိအရှိပြားမှာနှင်းစီပန်းကလူပြားမှာဖြစ်ပါရဲ့ရှင်။2025ခုနှစ်အောက်တိုဘာလ15ရက်နေ့အင်္ဂါသတိများအတွက် တနေ့တောင်ဟော်ဇဒန်ဖြစ်ပါတယ်။အင်္ဂါသားသမီးများအတွက်ဒီနေ့မှာရှစ်တူရခတ်တာ၊ဆုံဖျားရှစ်တူရခတ်တာ၊နောက်ဆိုရခတ်တာ၊ဆုံဖျားခတ်တဲ့အချိန်ဒီအချက်သေးတွေနဲ့ဒီနေ့မှာကြုံပြရတတ်တယ်နော်။အရေးကြီးရဲ့လှုပ်ဆောင်ရမယ့်လုပ်ငန်းဆောင်တာတွေဆိုဒီနေ့အတွက်ကိုတေချာချိန်ဆပြီးမှစိတ်ရှည်တီးခဏကပို့ပြီးတော့အဆင်ပြေတယ်နော်။အယောင်းဝယ်တွေကကုန်ပစ္စည်းရောင်းအယောင်းဝယ်ကတော့ဒီနေ့အတွက်ကောင်းတယ်နော် လက်တွေလည်းရှင်မယ်ငွေကြေးကန်တော့အင်္ဂါသမီးများအတွက်ဒီနေ့မှာအရန်ကန်ကောင်းတယ်နော်ငွေကန်ကောင်းတယ်ငွေကန်အရှင်ပြေးမယ်ကျမ်းမာရေးအနေနဲ့လည်းသွားနာတယ်သွားကြိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အချိုးပေးတဲ့ကဏ္ဍကတော့တင့်နဲ့သုံးဖြစ်ပြီးတော့ကန်ကောင်းတဲ့အရာမှာအနီရောင်ပဲဖြစ်ပါတယ်ရေရယာအနေနဲ့မိမိအရှိပြားမှာစမူစာ၃ခုကလူပေးရမှာဖြစ်ပါရဲ့ရှင် 2025ခုနှစ်အောက်တိုဘာလ15ရက်နေ့ဗုဒ္ဓဘူသာသမီများအတွက်တနေ့တာဟော့စဒန်ဖြစ်ပါတယ်ဗုဒ္ဓဘူသာသမီများအတွက်ဒီနေ့မှာအရေးကြီးတဲ့စာရွက်စာတမ်းတွေစာချုပ်ကိစ္စတွေလဲစာချုပ်ချုပ်ကန်နီးမှပြတ်သွားတာအရေးကြီးတဲ့စာရွက်စာတမ်းစာချုပ်တွေလဲပြတ်တာပျောက်တာဆုံးရှုံးမှုတွေကြုံရတတ်တဲ့အတွက်အရေးကြီးတဲ့စာရွက်စာတမ်းတွေနဲ့ပတ်သက်ဆက်နွယ်တဲ့လုပ်ငန်းတွေကိုဒီနေ့အတွက်မှာ တေချာဆောင်ရွက်နော်အခက်ခဲတင်းငောဖြစ်တတ်တယ်အလုတ်ထဲမှာလည်းစိတ်ကတအားပင်ပန်းနေလူလည်းတအားပင်ပန်းနေနော်ရင်းနှီးတဲ့မိတ်ဆွေတူနဲ့ပတ်သက်ပြီးသွားရင်သူတို့အတွက်ကိုကစိတ်ရှုပ်ရတာစိတ်ညစ်ရတာမျိုးတွေကြုံရတတ်တယ်ကျမ်းမာရေးအနေနဲ့လည်းခေါင်းမူတဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်ချစ်သူစီကနေပြီးတော့ ထင်မှတ်မထားတဲ့လက်ဆောင်မျိုးတွေရတတ်တယ်အကျိုးပေးတဲ့ကနန်းကတော့၄နဲ့၁ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကအနက်ရောင်နဲ့ရှူဝါရောင်ပဲဖြစ်ပါတယ်ရတရားအနေနဲ့မိမိအရှိဖျားမှာအုံဒီပါတဲ့မုံကလူပေးရမှာဖြစ်ပါရှင်၂025ခုနှစ်အောက်တိုဘာလ15ရက်နေ့ကျသာပရိသသမီးများအတွက်တနေ့တာဟော်စတန်ဖြစ်ပါတယ်မိတ်ကျသာပရိသသမီးများအတွက်ဒီနေ့မှာ မိတ်ဆွေအပေါင်းအသင်းများနဲ့ပတ်သက်ပြီးသွားရင်အစုဆက်တူရှယ်ယာလှူဆောင်ရမယ့်လုပ်ငန်းတွေကောင်းတယ်နော်အဆင်ပြေမယ်အောင်မြင်မယ်လှူဆောင်သင့်တယ်အဆင်ပြေမယ်နော်အဝေးအထည်ဒီဘက်တွေလည်းလက်ဆောင်ရတဲ့တဲ့ အချီရင်နဲ့အိမ်တော်ရေးမှလည်းဒီနေ့မှစိုးရိမ်ပူပန်မှုတွေများနေတတ်တဲ့ကျမရဲ့အနေနဲ့ခါမြတ်တဲ့ခါနာတဲ့ဝေဒနာတွေတတိထားနော်ကျမရဲ့ဘိုင်းနေညံတဲ့တအချိုးပေးတဲ့ကနန်းကတော့၃နဲ့ခွန်ဖြစ်ပြီးတော့အချိုးပေးတဲ့အယောင်ကအစိမ်းအောင်နဲ့အစိမ်းရင်းရင်းအယောင်ပဲဖြစ်ပါတယ်ရေရယာအနေနဲ့မိမိအရှိပြားမှာစပယ်ပန်းကလူပေးရမှာဖြစ်ပါတယ်ရှင် 2025ခုနှစ်အောက်တိုဘာလ15ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟော်စတန်ဖြစ်ပါတယ်တောက်ကြသားသမီးများအတွက်ဒီနေ့မှာသားသမီးအောက်လက်ငယ်သားတအူးအတွက်တယောက်အတွက်ကိုတော်တော်လေးကို ကိုကစိတ်ရှုပ်ရတတ်တယ်စိတ်ညစ်ရတတ်တယ်နော်အလုံးနေရာတိုင်းငယ်အဆောက်အဦနဲ့ပတ်သက်ပြီးသွားရင်လေကောင်းတဲ့ကောင်းသော အပြောင်းအလဲတွေနဲ့ကြုံရတတ်တယ်အခြေအမှလည်းဒီနေ့မှာ ဝေးလေကောင်းလေဖြစ်နေတတ်တယ်။ကျမ်းမာရေးအနေနဲ့ခြေထောက်တစ်ဖက်မှာထိခိုက်ဒဏ်ရာရတတ်တယ်။အကျိုးပေးတဲ့ကဏ္ဍကတော့သုံးနဲ့ခုံဖြစ်ပြီးတော့ကံကောင်းတဲ့အရာမှာအပြာရောင်နဲ့နက်ပြာရောင်ပဲဖြစ်ပါတယ်။ရေလျာအနေနဲ့မိမိအရှိပြားမှာပဲမုတ်သုံးခုကလူပေးရမှာဖြစ်ပါလိမ့်ရှင်။၂၀၂၅ခုနှစ်အောက်တိုဘာလ၁၅ရက်နေ့ စနေသားသမီးများအတွက် တနေ့တာဟောစဒန်ဖြစ်ပါတယ်။စနေသားသမီးများအတွက်ဒီနေ့မှာအလုံးမှာမျော်လင့်မထလားအောင် အောင်မြင်မှုတွေတိုးတက်မှုတွေကြုံရတတ်တယ်။ဝေကျေးကံလည်းအလွန်ကောင်းတဲ့နေ့မျိုးဖြစ်တယ်နော်။အဖက်ဖက်ကနေပြီးတော့လည်းကံအခွင့်လန်းနေဒီနေ့အတွက်တအားကောင်းတယ်နော်။ဘာပဲလှုပ်လှုပ်ရဲရဲသာလှုပ်ဆောင်မှအဆင်ပြေအောင်မြင်မယ်။ကျမ်းမာရေးအနေနဲ့လည်းဘိုင်နာတဲ့ဘိုင်အောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။ အချီးရေးမှလည်းတာရတယ်နော် အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့လေးဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်ကအဖြူယောင်နဲ့ဝေယောင်ပဲဖြစ်ပါတယ်ရေရရအနေနဲ့မိမိအရှိဘုရားမှာကောင်းခြင်းမှကလူပေးရမှာဖြစ်ပါတယ်ရှင်